မင်္ဂလာပါရှင်။မော်ဝေကျောင်းတို့ရန်ဒီကျူဆွန်လိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မဲကံဘလူရဲ့ဘွားမိတ်စိန်နဲ့ကဝေမာလေးရှင်ညူပါဝင်သောမဲစိန်ရဲ့တိုက်မွေဆိုတဲ့ဇလံကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။မိုးကတပွဲပွဲရွာနေတယ်။မိုးတိမ်တွေကပဝင်းကျင့်တစ်ခုလုံးအမှောင်ကျစေတယ်။အချိန်အားဖြင့်နေခင်းမြတာဖြစ်ပေမဲ့ညလူမျိုးပဝင်းကျင့်မှာအမှောင်ကျနေတယ်။ဒီအချိန်ခင်းမသွားတာတော်လေးစဉ်းကြည့်ရင်တော့ဘွား။ မဟုတ်ရင်ကျုပ်တို့အတွက်သွမ်းလာရတာခက်မှာကုပြေပေါ်မှာမိုးအေးအေးနဲ့အကျန်းရီတောက်တစ်ဖက်သုတ်စားနေရဖွားမိတ်စိန်ကိုရှင်ညိုအပ်ပြောတယ်။နပီးမှလည်းဒုံဝင်းနဲ့နန်းကြိုင်တို့ချီအနွေးတဲ့လက်ရှိတွေဝစ်စင်ပြီးထိုင်နေတယ်။ဟုတ်ပါရဲ့မိုးတဲ့လေတဲ့တော့သွမ်းလာရတာရှားပါတယ်သမီးရဲ့အကြောင်းကိစ္စတကယ်အရေးကြီးမှသာသွမ်းလာဖြစ်တာအမလီဒီအချိန်သွမ်းလာရတာတော့ကျုပ်ကစိတ်မချပါဘူးအမေရဲ့မိဝင်းညီကျုပ်ကိုကလေးများထင်းနေလားကိုစိတ်ကိုလည်းရှော့စမ်းပါ၏ ဦးရီညားလုံးနေ။အော်အမေရဲ့အမေသားတခုခုဖြစ်ကြည့်။အမေသားတွေကကျုပ်ကိုအပြစ်ပြောမှလေ။သူတို့အပြစ်ပြောတာမပြောတာထက်ကျုပ်ကိုတန်းကအမေတခုခုဖြစ်မှစိုးရိမ်တာ။ဒေါ်ဝင်းစိတ်ကိုနားလည်လို့ရှင်ညိုကခေါင်းငိတ်ပြီးရင်းနှွေးချမ်းမော့တောက်တယ်။ဒီချိန်၊ဝါရီ၊ဝါရှိနာပြုတ်။ဂျန်ဝင်းပြင်ဘက်ကအော်ခေါ်တန်းကြောင့်အားလုံးကြည့်တွေဂျန်ဝင်းပြင်ဘက်ရောက်သွားတယ်။ရှိတယ်ရှိတယ်ဝင်လာကြလေ။မိုးရီစွာနေတာသူရီများပါလေ။ဒေါ်ဝင်းလှမ်းအော်တော့မှ ဝိုင်းနေဝင်လာကြတယ်။ဝိုင်းနေဝင်လာသူတွေကတခြားသူမဟုတ်မုတ်ဆိုးကြီးဥခုနဲ့ဥပစီတို့ဖြစ်တယ်။ဟုတ်တော့ဥခုတို့ပါလား။လာလာထိုင်ကြအောင်။ဒေါ်ဝင်းပြောရင်ကုပြည့်ပေးမှာကတ်ထိုင်ပေးတယ်။ရှင်ညူနဲ့နန်းကြိုင်ဘေးကိုကတ်ပြီးတော့ထိုင်ပေးတယ်။ဂျေဆူနီရဲ့ဝါခမောက်တွေချုပ်ပြီးမှဥခုတို့ဖွားမယ်စိန်ပေးမှာဝင်းထိုင်တယ်။မိုးအေးအေးနဲ့လာလေလာလားကွ။ဒီလိုပဲပြောရမှာပေါ့ဖွားရင်ကျုပ်ကမုတ်ဆိုးဆိုတော့လေဒီမိုးရင်းမှာလောက်ကမရှိဘူးလေဒါနဲ့ तू อ่ะရှင်ညိုဆိုတော့လားဗျအေးမောင်ကြီးကရှင်ညိုမမြင်ဘူးသေးဘူးထင်တယ်ဟုတ်ပါဗျာနေရှိတွေတိုးတက်လိုက်အိမ်မှာဟင်းစားထိုင်ရောက်လိုက်နေရွာထဲမသွားလာဖြစ်ပါဘူးဖွားရင်ဥခုကရှင်ညိုခုမှမြင်ဘူးလေသမီးဟောရရန်မောင်ပစီကိုတော့ညီးတိမယ်ထင်ပါတယ်ဒီဘက်ကတော့ဖွားလို့ရွာမုတ်ဆိုးကြီးမောင်ခိုးလို့ခေါ်တယ်ဟုတ်ကဲ့ကျုံနမရရှင်ညိုပါဦးလမ်းမှာတွေ့ရင်ခေါ်နိုင်ပါတယ်အေးအေးတူမကြီးညီရဲ့ကြောင့်တော့ဦးကြီးသိပေးပါပြီခုလိုတေချာလေးမြင်တော့လေ ငါတို့မကြီးအတော်ချော့အတော်လှပဲဥခုပြောတော့ရှင်ညူပြုံးမိတယ်မလေးဗျာရှင်ညူချောတာကျုပ်တို့ဖွာငငယ်ရတိုင်းပဲတဲ့ဒီစကားကိုဘသူများပြောလဲကိုဘစီရဲ့ဘသူရှိမလဲငါညမရဲ့ညီအတော်တော်လှအေးပေါ့ဟုတ်တော့အရင်နိုင်ရဒီလိုပြောတယ်ဒါကြောင့်ဒီနေ့မိုးရင်အတော်စိုးနေတာဟုတ်ဘာများဖြစ်နေတော့ဘာဖြစ်ရမလဲအရင်နိုင်ရပေါ့ကျုပ်တို့မှရှင်ညူဆိုရင်အမြင်မကြည့်ဘူးထိကနေရှိအပြစ်ပြောဝဲချောင်းနေလို့သူ့အိမ်ကိုမလာစေချင်ဘူးတော့ ဟာဒီလိုကြီးလားကျုပ်တော်အဲ့ဒီစကားသူကိုယ်တိုင်ပြောတာဗျဒေါ်လာအေးရရှင်ညိုချင်းမွန်းနေဆိုလို့ဒေါ်ဝင်းအန်အောနေတယ်ဒေါ်ဝင်းလိုမျိုး ရှင်ညိုနဲ့နန်းကြိုင်တို့မှလည်းအန်အောနေတယ်လာအေးကလူတွေရှေ့မှာသာစွာကျဲစွာကျဲလှုပ်ချင်တာပါတကယ်တော့သူစိတ်ကတော်လေးနုညံ့ပါရဲ့တမိရဲ့ဒီလိုသူ့အကြောင်းတွင်းပြီးတော့လေဘာနဲ့လှိုင်းရရဲ့အကြောင်းတစ်ခုတော့ပြန်တွင်းမိတယ်။ဘာများတော့မေးရဲ့ရင်းနိုင်ရအမေကိုငငယ်ရအရင်နိုင်ခဲ့တာလား။မဟုတ်ပါဘူး။တင်းပေါ်အမေရဲ့ ငယ်စိတ်ချိုးနေပြီးနေခဲ့ပြီမေဒီကအမေပေါ်မပြောင်းလဲပါဘူးဒီလိုမပြောင်းလဲတဲ့လှအေးကိုအမေကပညာပြလိုက်ရတယ်လေပညာပြလိုက်မှပဲညီအရင်ကအခုနုံလေးပြင်လာခဲ့တာ၏ဘလို့များပညာပြလိုက်တာလဲမေကျို့တို့လည်းသိကြမိရဲ့ဖွာတော်ဝင်းနေမကဥခုကပါဝင်ပြောလာတယ်ရှင်ညုံနဲ့နန်းကြံတို့လည်းသိကြလို့ဖွားမဲစိန်ကိုကြည့်နေတယ်သိကြရင်တော့ပြောရမှာပေါ့တန်းနဲ့မောင်ရင်တို့ကဖွားစီကိုဘာကြောင့်များရှိလို့ရောက်လာတာလဲလာရင်ကိစ္စပြောပါဦး ကျုပ်ကအလုံးမရှိလို့ပြင်းတာနဲ့ကိုဘစီကိုဝင်ခေါ်ပြီးဖွားစီကိုလာလေအားဖြင့်အားเจ้าကိစ္စမှမရှိပါဘူး။အော်ဒါဆိုရင်တော့အားလုံးသိကျင်နေမိလာရေးအကြောင်းပြောပြရသေးတာပေါ့။မေစင်ကတောက်ထုံးရံမှာရှိတဲ့ဒေါ်ထွေးမြပူပူကြီးတို့အိမ်မှာတာနေထိုင်နေဒေါ်ထွေးမြရဲ့သမီးဖြစ်သူလှအေးကမေစင်ပေါ်မှာအနိုင်ယူနှုံးနေဒါရီကိုလည်းမေစင်တီးခန့်ရှာတယ်။မြို့ဘိုးကြီးဘိုးကြီးမရှိဘူးလား။ရှိတယ်ဟာဘသူတော်။ကျုပ်ပါစိန်တင့်မြလာလေ။ စိန်တင်းရတကြီးဦးမြိုက်သားရဲ့သားဖြစ်တယ်။အခုလက်ရှိတောင်ထုံးရတကြီးဦးနောက်ချူရဲ့အဖိုးကစိန်တင်းဖြစ်တယ်။မလာစဘူးအလားထူးနေပါလားစိန်တင်းရဲ့။ဒီလိုပါပဲဖိုးကြီးဟာပြင်းပြင်းရှိရနဲ့လာခဲ့တာ။ထိုင်ကွာ။စိန်တင်းမလာဘူးလို့ဘူကြီးအံ့ဩနေတယ်။နောက်မှသမီးကညာရှိလို့စိန်တင်းရောက်လာခြင်းဖြစ်ကြောင်းဘူကြီးသဘောပေါက်တယ်။ဘူကြီးမင်းစိန်တို့မမြင်မလား။မင်းညမမင်းစိန်သူ့မိထွေးများနဲ့လဲလဲလိုက်သွားတယ်။လဲလဲလိုက်တယ်။ဟာဗျာ။ လေလောက်ကပင်ပန်းနေပြန်တော်နေမဲစင်ရဲ့ဖြူဝင်းနေတဲ့သားတွေညူသွားမှဖြင့်ဘူးကြည်ဟာခင်ဗျားတို့ကလေမဲစင်ကိုမခိုင်းစမ်းပါနဲ့ဗျာစိန်တင်ပြောတော့ဘူးကြည်တားဟာရှိတယ်ဘာလို့ရှိတာတော့ဘူးကြည်ရဲ့မင်းစကားရှင်းရလို့ပေါ့စိန်တင်ရဲ့ငါသမီးမဲစင်ကမင်းထင်တာတော့မပြောညံ့ဘူးစိန်တင်ရဒါပေမဲ့လို့ငါလည်းမခိုင်းပါဘူးသူကိုယ်တိုင်ကလှုပ်ချင်ခိုင်းချင်တာဟုတ်တယ်ကိုစိန်တင်တော်ဘာမှမသိပဲသူများရင်ကိစ္စဝင်မပါစမ်းပါနဲ့တော်နေရတော်နေတော်တကြီးသားမို့လား အကြီးအသားလိုပဲနေဆန်းမှာလာရေးရကြားနေရတဲ့စကားတွေကိုမြင်ကပ်ပြီးအိမ်ပေါ်ကဆင်းလာပြီးတော့ပြောတယ်။ငါကမေစိန်လေးပင်မမဆိုလို့ပြောတာပါလာရေး။နောက်ပြီးမေစိန်ကနင့်လိုညူညူမဲမဲမိသွေးခဲ့မှာမဟုတ်ပဲ။ဒါကြောင့်ပြောနေရတာဟ။အမေမေတက်ကိုများမိသွေးခဲ့တယ်။ဒီမှာကိုစိန်တဲ့ကျုံလည်းဝါတကြီးသားတွေပိုင်းနားလည်မှာမဟုတ်ဘူးနော်။စကားကိုစင်ကျင်ပြော။ဟဲ့မိလာအေးစကားကိုဘလို့ပြောနေရတာ။ကဲကဲစိန်တဲ့မင်းလည်းပြန်တော့ကွယ်။မိညမာလာရေးကြောင့်လည်းတည့်ရနေမစားစမ်းပါနဲ့ကွယ်။ လာရင်ဒေါသထွက်နေလို့ဘူကြီးကဝင်ပြောရတယ်။ဒါဆိုကျုပ်ပြန်တော့မယ်ဘူကြီး။မင်းစိန်လေးကိုတော့ကျုပ်လာသွားရလို့ပြောပေးရော။ကဲမိသွေးကဲမကျုပ်ပြန်ပြီနော်။အမေတေနာကြီး။ဟဲ့မင်းလာရင်ညီအခုအိမ်မောပြန်တက်စမ်း။ရန်ကန်ဒီစိန်တင်ကလှအီးကိုစနောက်သွားလို့လှအီးစိန်တင်ကိုဆဲဆူနေတော့တယ်။ဘူဂျီယန်ရောက်တော့မှလှအီးငြိမ်သွားတယ်။ဟိုကောင်မကိုတွေ့ကြလို့လာတာနေမှာပေါ့။တော်ရှုပ်တဲ့မိမလှအီးစိတ်ထဲမဆိုင်တဲ့မဲစိန်ကိုဒေါသထွက်နေတယ်။ဒီလိုနဲ့မဲစိန်ကိုစိန်တင်သဘောကျနေကြအောင် တရွာလုံးတိနာခဲ့တယ်။စိမ့်စိမ့်ချင်းထတ်တော်မြက်တယ်တဲ့မဲစိန်လေးရဲ့တော့ဘသူပြောလဲ။ဟိုလူကြီးကြီးပြောတာကြားဘူးတာပါ။နွားတင်းမှာနွားချီကျုံးနေတဲ့မဲစိန်ရဲ့အနီးမှာစိမ့်တင့်ရှောင်းနေတယ်။မလမ်းမကမ်းမှာတာမောင်ကနွားစာဆင်းနေတယ်။တော်ဆမ်းမကိုစိမ့်တင့်ရင်ကျုပ်ကမကြိုက်ဆမ်းမနဲ့။ကျုပ်ဘက်ကတော့ပြန်မကြိုက်နိုင်ဘူး။ဟောဗျာကျုပ်ဖြင့်ဘာမှလည်းမပြောရသေးပါလားမဲစိန်လေးရဲ့။မပြောလဲတော်စကားပဲရဲ့ရှောင်းလေးဆိုတာကျုပ်သိတာပေါ့။ဒါကြောင့်လေကျုပ်သဘောထားကိုတော်သိအောင်ပြောပြတာ။ တခါလေးနေစိတ်ငှားလာမင်းစိန်လေးရေစိန်တင်းကမင်းစိန်စကားကြောင့်စိတ်ညစ်သွားတယ်ကျုပ်ကတော့အတွက်ပြောလာပါကူစိန်တင်းကျုပ်ဘက်ကတော့မချစ်နိုင်ပါဘူးမင်းစိန်ဆက်ပြောတဲ့စကားကြောင့်စိန်တင်းရဲ့ခေါင်းတော်မမော့နိုင်မီငုံလျက်သားငြိမ်နေတော့တယ်ဟေးစိန်တင်းသမင်းစားတော့ပါလားကွာနင်းလေသမင်းစားချိန်တော်ရောက်ပြီစိန်တင်းနွားတဲထဲမှာငုတ်တုတ်ကြီးထိုင်နေတယ်ဘူဂျီဦးမိသားစုတွေသမင်းစားတော့မဲ့ချိန်ထိစိန်တင်းမပြန်နိုင်သေးဘူးဘူဂျီအော်ခေါ်တော့မှတော်ပါပြီဘူဂျီ ကျုပ်ဘာမှလည်းမစားချင်ပါဘူးဗျာ။ဘာမှလည်းမပြောချင်တော့။ကျုပ်ရင်ကျုပ်ပြန်လာပဲကောင်းပါလေ။ပြောပြီးမင်းစင်ကိုဆွေးဆွေးမြင့်မြင့်နဲ့ဝန်းနေဟံမျက်လုံးနဲ့ကြည့်ပြီးခြံဝန်းနဲ့ထွက်သွားတယ်။ဒီကောင်ကြည့်ရတာအရက်နာကြတယ်လို့လို့သမီးခုနှစ်ရက်မစားရတယ်လို့နဲ့ဘာဖြစ်သွားပြန်တာလဲသမီးမေစိန်။ဟုတ်တော့သူ့အသာဘာပဲဖြစ်ဖြစ်သမီးကိုအရင်စားစမ်းပါတော့။ကလေးတွေလည်းထည့်စားကြ။သမီးစားချင်အောင်ကြော်လှပြီ။ဒေါ်ထွေးမြပြောတော့မှဘိုးကြီးနဲ့သမီးသာစားနေတော့တယ်။မိလိုက် ညီအခုရက်ပိုင်းအိမ်လည်းမဲမကူလဲလို့လည်းမလိုက်နဲ့ညီပိုင်းလုံနေရလေကျုပ်ကဘာလုပ်နေလို့လဲအမေညီနှုတ်တန်ညီတိမှာပေါ့အေးငါနားလည်းမရောက်လာသေးပြီတော့ညီနေနေရောကြားလာရင်နေတော့ပြင်ညီငါကြောင့်တိစီရမယ်ဒေါက်ထွေးမြဆူတော့လာရေးအကြီးကမင်းစိန်ထန်လျှောက်သွားတယ်မင်းစိန်မတိရန်နဲ့ထမင်းသာစားနေတယ်ဒါပေမဲ့ညဘက်တွေမှာလာရေးအိမ်ကခိုးထွက်တတ်တယ်ကြောင်ရေးပုံမှာစောင့်နေတတ်တဲ့ငွေစိုးထန်လာရေးသွားတွေ့ခြင်းပဲတရက်ကနေနှစ်ရက်ရှိနေတော့ ညီမလေးလာရင်အမေကညီချောင်းတွေတိတ်ကုန်တော့မေးဒီအပိုင်းတော့သွားလာစင်ကျင်စမ်းပါရဲ့မေစိန်ပြောတော့ဒီမမေစိန်ညီချောင်းကျုပ်မသိဘူးထင်နေလားမေတင့်အောင်လေညီကိုယ်နဲ့ပြောထားတာမို့လားကျုပ်ကဘသူမှတားလို့မရဘူးကျုပ်ဘာသာသွားကျင်သွားမေးလာကျင်လာမေးတော့ဘူးမပါဘူးလာရင်အော်ဟစ်ပြီးရရန်တွေ့သွားတယ်ဒီတခါတော့မေစိန်လာရင်ပေါ်ဒေါသထွက်နေမိတယ်စေဒနာနဲ့ပြောပြီးမေးသူ့ကိုပြန်လေပြောဆိုသွားရင်လာရင်ပေါ်မှာမေစိန်ဒေါသထွက်နေတယ် တွေ့ကြသေးတာပေါ့လှအေးရင်ညီရငါစိတ်ကိုစွန့်လိုက်တာပဲမင်းစိန်ကျင်းဝလိုက်တယ်ညာရောက်တော့လှအေးကမိဘတွေအိတ်ချိန်ဆောင်ပြီးတော့ထလာတယ်ကျန်ဝဲနေရထွက်ပြီးချစ်သူနဲ့ချင်းထားတဲ့နေရာကိုသွားဖို့ပြင်နေချိန်ဝေတွန်တန်ကြားလို့ဘေးဘီကိုကြည့်တော့အမောင်ထဲမှာညလုံးညီနှလုံးသူ့ကိုစိုက်ကြည့်နေတာတွေ့ရတယ်အမလေးမွေးလှအေးအော်ဟစ်ပြီးပြီးတော့မွေးရလှအေးနောက်ကိုလိုက်တော့တယ်လှအေးရှေ့ရပြေးတဲ့ချိန်မွေးရလည်းနောက်ကအသေးတန်လိုက်တယ်ရွှေတပတ်မြပတ်ပြေးပြီးတဲ့ချိန် ဝေးရလှရေးနှက်ကိုလိုက်နေတော့မေလှရေးအော်ဟိတ်ငိုးရိုတန်းကြောင့်တင်ရလုံးနိုးလာတယ်ဘသူဘဖြစ်တာလဲလှရေးဟေးလှရေးရွာလန်းပေါ်မှာတတိမိတ်နေရအရှိထွေးများတို့တွားခေါ်ဟာလှရေးမွေကိုကြောက်လန့်ပြီးလမ်းမထက်မှာတတိမိတ်သွားတယ်လူတွေရောက်လာတဲ့ချိန်မွေကြီးလည်းပျောက်ချင်းမလားပျောက်သွားတော့တယ်တော်ထွေးများလှရေးကိုစိုးရင်စိမ့်နဲ့လှုပ်နှိုးရှာတယ်တတိမရတဲ့ဆုံးတာမဝညမဖြစ်သူအိမ်ကိုပြေးကြည့်ပြီးတော့ခေါ်သွားတော့တယ်နောက်နေ့မနေ့ကိုရောက်မှလှရေးတတိရလာတယ် တော်ထွေးများတို့မေးတော့ကျုပ်ကျုပ်အပေါ်သွားရင်ငွေကိုတွေးလို့မေးငွေကကျုပ်နောက်လိုက်လို့ကြောက်ပြီးတော့ပြေးမိပြေးရပြေးမိတာပါဒီလိုဖြေတယ်လာဤစကားတော်ထွေးများမယုံမင်းစိန်ကိုကြည့်တော့မင်းစိန်ခေါင်းငိမ့်ပြလို့သာတော်ထွေးများလက်ခံလိုက်ရတယ်လာဤကမင်းစိန်နဲ့နှစ်ယောက်တည်းရှိရဲ့အချိန်မှာမင်းစိန်ညီကျုပ်ကိုခုလိုဖြစ်အောင်လုပ်တာမို့လားမင်းတော့မင်းစိန်ကပြုံးပြီညီကဘယ်လိုထင်တော့ပြန်ပြီးတော့မေးတော့တေးချာနေပြီညီနဲ့ချက်မှညီနဲ့ချက်ပဲမင်းစိန် အေးတေချာနေရင်လေကျုပ်စကားနားထောင်စမ်းမှလှအေးရင်ကျုပ်ကမသွမ်းနေစုမသွမ်းစမ်းမှနေ။အိုးညီကကျုပ်မေမို့ကျုပ်ကိုချုပ်ချယ်ခြင်းနေရလား။ညီမေတည်သွားရင် ဝေလိုက်တာထံပို့ဆိုးမေးဆိုတာညီမမေနဲ့လှအေး။ကျုပ်ပြောသလိုပဲညီနဲ့ဟိုကောင်တကယ်ချစ်ကြိုက်နေရင်လေလူမြင်သူမြင်မှာပဲတွေ့စမ်းမှာ။လူကွေရဆိုတာမဖြစ်တင်တာတွေဖြစ်တင်တာတွေမစင်စားနိုင်ကြဘူး။ဒါကြောင့်ကျုပ်ကညီတခုခုဖြစ်မှာစိုးလို့တားနေရတာ။အိုးကျုပ်ကိစ္စကျုပ်ဘာလုပ်လို့ပေါ့။ တော်ဝင်ပါစမ်းပါနဲ့လာရင်ညီကိုကျုပ်ကမိတို့အတွက်တွေးပြီးတော့တားနေရနော်မဟုတ်ရင်မင်းညာမွေလိုက်တာထဲပူဆိုးတာလာလိမ့်မယ်ညီမယောရင်တော့စန့်ကြည့်ပေါ့ကြီးမိစိန်ပြောပြီးလာရင်နီးရထွက်သွားတယ်လာရင်စိတ်ကိုတင်းပြီးမိစိန်ကိုပြန်ပြောခဲ့ရတယ်အာယုန်ထဲမှာတော့ငွေယူမြင်အောင်မိတယ်မိစိန်ကိုကြောက်လို့လာရင်တိတိစိတ်သာငိုယူနေခဲ့တယ်ညဘက်တွေမှာချစ်သူနဲ့သွားမတွေ့ပြည့်သလိုပေါ်ပါသွားဖို့တောင်ခြံဝဲနဲ့မစင်းရရှာတော့ဖွားမိစိန်ပြောပြတဲ့ ရီးလှရေးကြောင့်သိရပြီးတဲ့နောက်ဒဝင်းတို့အုပ်စုသဘောကျပြီးရှင်မောကုံတော့တယ်။အမေကရီးလှရေးကိုမင်းနဲ့လိုက်ခိုင်းတာ哦။ရီးလှရေးကတော့အမေကိုတော်ကြောက်ရှာမှာပဲ။ကြောက်တာတော့ပြောမနေနဲ့ဤ။သူကြီးစာငွေစိုးကလည်းမတွေ့မမြင်ရတာကြတော့မနေနိုင်ဖြစ်ပြီးလူကြီးစုံရနဲ့လာတောင်းတယ်လေ။ဒီတော့မှဒီကောင်မှလက်ခံလိုက်တာလေ။ရီးလှရေးကြောင့်တွေပြောပြီးဒဝင်းတို့သဘောကျနေတယ်။ခုချိန်မှာတော့ရီးလှရေးရဲ့ယောက်ျားဖြစ်သူဦးငွေစိုးလည်းမရှိရှာတော့ဘူး။ဝမ်းမေစိန်ပေါ်မှာလည်း အစည်းနာရေးသဘောထားတွေကငယ်စင်ရနဲ့မတူတော့ဘူး။ရှင်ညူကအမေတူပုံရပါတယ်။ဒါကြောင့်အစည်းနာရေးကနိုင်ကျင်တာဖြစ်မယ်မေ။တူတယ်ဆိုတာထက်ငယ်စိတ်ဆိုတော့ပညာမှန် တက်တာပေါ့အေး။အဲ့ဒီမှာသွားတူပုံရပါတယ်။ဘွားတော်ကလည်းအဲ့ဒီမှာကိုအတော်လေးပြင်ဆင်ခဲ့ရတာ။သမီးရှင်ညူလည်းဂရုစားရေးဟုတ်ကဲ့ဘွား။ကဲမိုးအေးအေးနဲ့အကျန်းရည်လေးတောက်လက်ဖက်လေးစားကြအောင်။ဘွားမေစိန်တို့လည်းမိုးအေးအေးနဲ့အတိတ်ကအကြောင်းတွေပြောပြကြတယ်။အစည်းနာရေးအကြောင်းတွေကြတော့ တော်ဝင်တော်လေးသဘောကျနေတယ်။အရှင်းနိုင်နောက်တစ်ခါကြောက်တူမအောင်အနိုင်ကျင့်ရင်တော့အမေတော်ကလို့ငွေနဲ့တိုက်ပြခန့်ရမယ်လို့တော်ဝင်စိတ်တင်းတိမှတ်ထားတော်တယ်။ပြိသက်များရှင်ဒီနေ့ရဲ့တင်ဆက်မှုတလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပြိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။